လီဗာပူးတင်တာဝန်ရှိရတဲ့တွေအနေနဲ့အဓိကရင်ဆိုင်ဖြေရှင်းရမယ်ပြဿနာကြီးတစ်ခုရှိနေပါတယ်။မင်္ဂလာပါ Cooking is the football show ကနေကြိုဆိုပါတယ်။လီဗာပူးတင်တာဝန်ရှိရတဲ့တွေအနေနဲ့ပထမဆုံးနဲ့အဓိကအကြဆုံးလုပ်ရမယ်အလုပ်ကြီးတစ်ခုရှိပါတယ်။တနည်းအားဖြင့်အဲ့ဒီကိစ္စရဲ့ကြီးကိုလီဗာပူးတင်တာဝန်ရှိရတဲ့တွေပါပါနဲ့နဲ့ရင်ဆိုင်ဖြေရှင်းရဖို့ရှိနေပါတယ်ခင်ဗျ။ ကျွန်တော်ဘာကိစ္စရဲ့ကြီးလဲဘာပြဿနာလဲကျွန်တော်တို့အခုပဲဆွေးနွေးလိုက်ရအောင်လီဗာပူးတင်းဒီဒီနေ့ဘောလုံးရာသီမှာလူတဦးတယောက်မှကိုမခေါ်ယူခဲ့ပါဘူးကျွန်တော်ဖက်ဒရီကိုခြေစားရဲ့ခေါ်ယူမှုအမြဲတမ်းလိုလိုထည့်မပြောတာတခြားတော့မဟုတ်ပါဘူးအတင်းအတွက်လည်းဘာမှအထောက်အကူမဖြစ်ဘူးငွေကြေးသုံးစွဲမှုလည်းအများကြီးလုပ်ခဲ့ရတာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ထည့်မပြောတာပါအဲ့လိုအခြေအနေမျိုးနဲ့လီဗာပူးတင်းဒီအကောင်းဆုံးအမြင့်ပြန်နိုင်ခဲ့တယ်ရုပ်စွာဆုံးပြောမယ်ဗျာ လီဗာပူးကဒီနေ့ပရီးမီးယားလိဖလားတစ်လုံးပဲရရင်တောင်မှသူတို့တွေကလုံးဝချုံမြိန်တဲ့ရာသီလို့ပြောရမှာအသင်းတစ်သင်းအောင်မြင်မှုရယူတဲ့နေရာမှာ trophy တွေစုခူးတဲ့နေရာမှာဒီအသင်းကို investment ဘလောက်လုပ်ခဲ့သလဲဆိုတဲ့အပိုင်းနဲ့လည်းကျွန်တော်တွေကပြန်ပြီးတော့ချိန်ဆရတယ်ပြောင်းရွှေ့ခြေတွေ1 billion လောက်သုံးပြီးအောင်မြင်မှုလေးနည်းနည်းရရင်တော့ဒါကဘယ်လိုလုပ် balance ဖြစ်မလဲလီဗာပူးကတော့ပြီးခဲ့တဲ့ရာသီကအစုဖွဲ့ကြီးနဲ့သူတို့ဖလားတစ်လုံးမှမရသွားရင်တော့မပြတ်တနာထရီတူတူရှိမနေဘူးဒါတောင်မှအကောင်းဆုံးအမြင့်ပြန်နိုင်ခဲ့တယ် โอเคအဲ့ဒါတွေကပြဿနာမရှိဘူးပြိတ္တလည်းသဘောကျတယ်အားလုံးလည်းလက်ခံတယ်အဓိကရင်ဆိုင်ဖြည့်ရှင်းပြီးတော့အားလုံးစိတ်ပူစရာ ဖြစ်နေတဲ့ကိစ္စရဲ့ကြီးကကစားသမားတွေကိုစာချုပ်တံတန်းတိုးဖို့အဆင်သင့်မဖြစ်သေးတာပဲအဆင်မပြေသေးတာပဲအမှတ်တမဲ့ကြည့်ရင်တော့တယောက်စားနှစ်ယောက်စားသုံးယောက်စားလို့ပဲထင်ရပေမဲ့တပြုတ်ကြီးတော့စာချုပ်တံတန်းမတိုးရသေးတာမော်ဒန်ဘောလုံးလောကမှာတချို့ဘောလုံးအသင်းတွေဒီကစားသမားတွေကို စာရုပ်တံတန်းအရှိအချုပ်ပလိုက်တယ်။ဘာကြောင့်လဲဆိုတော့အခုလိုပြဿနာတွေဖြစ်မှာဆိုလို့ဥမာတခုပြောပြမယ်။ဘာမှမကြည့်နဲ့ကျွန်တော်တို့အားပေးတဲ့ charity ကိုကြည့်။လူလေကသားသမားတွေကို9နှစ်တို့10နှစ်တို့9နှစ်တို့တွေချုပ်ပလိုက်တော့ဒီကသားသမားတွေခြေသွမ်းကောင်းလာရင်တောင်မှ club တွေကနေထွက်မယ်တို့နော်။ဒါမှမဟုတ်လေလာစာတူပေးတို့စတဲ့အကြောင်းပြချက်တွေကိုအကောင်းဆုံး cover လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဆိုတော့ကစားသမားတယောက်မဝဲခင်အတင်းမှာခြေသွမ်းပြနေတဲ့ကစားသမားတွေကို အတင်းမှာစက်ထင်းထားဖို့က first priority အနေနဲ့လောက်ရမှာပါဆိုတော့ကျွန်တော်တခြားအသင်းတွေရဲ့ကစားသမားတွေက contract expiry တွေတော့ line မကြည့်ရသေးဘူး liverpool အသင်းမှာ contract expiry နီးနေတဲ့ကစားသမားတွေတော်တော်များနေပါတယ်ဒါကတကယ်ကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေပါဒီနှစ်2024-25ဘောလုံးရသည်ဂျွန်လရောက်ရင် south တန်းကုံတော့မယ်လာပိုင်းကြံတော့တဲ့ကစားသမားတွေရှိတယ် 2026မှာစာချုပ်သက်တမ်းကုန်မဲ့တစ်နှစ်ပဲကျန်တဲ့ကစားသမားတွေရှိတယ်။2029မှာစာချုပ်သက်တမ်းကုန်မဲ့တစ်နှစ်ခွဲလောက်ပဲကျန်တော့တဲ့ကစားသမားတွေရှိမယ်။အဲ့တော့2029လောက်ကဝေးတယ်လို့ပြောလို့မရအောင်တော့ဖိနှားကတ်နေပြီတကယ်တော့ကျွန်တော်ဒီဘောလုံးရည်ပြီးသွားပြီ2025 26ဘောလုံးရည်ရောက်သွားပြီဆိုတာနဲ့2029ကဘရုတစ်နှစ်ပဲကျန်တော့မှာအဲ့တော့တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားတယောက်ကိုငွေကြီးအလုံးကြီးနဲ့เนาะဒါမှမဟုတ်လည်း လောကပမာဏမမမောပေးပြီးလိုက်တဲ့ကလပ်တင်းတွေအများကြီးရှိတယ်အဲ့အတွက်ကြောင့်လီဗာပူးတင်းတွေအခုလာပိုင်းကြံကစားသမားတွေဒါမဟုတ်ဖဲနဲ့တစ်နှစ်ကြံနှစ်နှစ်ကြံကစားသမားတွေကိုပါသူတို့အတင်းမှာဆက်ထားခြင်းနဲ့ဆိုရင်စာချုပ်တတန်းတိုးတင်တယ်โอเคအဲ့တော့ကျွန်တော်လာပိုင်းမဲ့ကြံတဲ့ကစားသမားတွေကိုအသေးစိတ်ပြောပြပေးမယ်နော်ဗာဂျီဗန်ဒိုက်ပါဗန်ဒိုက်ကဒီဂျွန်30 2025မှာစာချုပ်တတန်းကုန်မှာဖြစ်ပါတယ်ဗန်ဒိုက်ရဲ့အသက်အရွယ်က 30ကျော်ဖြစ်နေပြီ ပေးနေရတဲ့လောက်ခပမာဏကလည်းများသေးတယ်ဆိုပေမဲ့ကျွန်တော်ကတော့တစ်နှစ်လောက်စက်ထိန်လို့ရတဲ့အခြေအနေမျိုးလို့ယူဆပါတယ်အသက်တော့ကြီးနေနော်ဘာကြောင့်လဲသူ CB ကစားသမားအဖြစ်ကစားနေလို့ပါတကယ်လို့ဆိုတော့တောင်မန်ကစားသမားတယောက်ဆိုရင်တော့ VG ကထားတင်တာမဟုတ်ဘူးသူ့ရဲ့အတွေ့အကြုံနဲ့နောက်က leading လုံးနိုင်စွမ်းနဲ့ဆိုရင် VG လို့အချုပ်ကစားသမားကတစ်နှစ်လောက်ဒါမှမဟုတ်နှစ်နှစ်လောက်စက်ထားတင်တယ်လို့ထင်ပါတယ်နောက်တစ်ယောက်ကတော့မိုဟာမက်ဆာလာအသက်32နှစ်အရွယ်ရှိနေပြီ VG နဲ့အသက်တူတူပဲ ူကိုတော့လောကပမာဏအများဆုံးလီဗာပူးကပေးနေရတယ်အဲ့ဒါနဲ့တစ်ချက်ပြန်ချိန်ကြီးရမယ်နောက်ဘောလုံးရသည်မှာမူဆာလာကဒီနှစ်ဘောလုံးရသည်လောက်ကြံပါအောင်မလားအကျွန်တော်တယောက်တည်းယူဆချက်အရဆိုရင်မူဆာလာကဒီနှစ်ဘောလုံးရသည်မှာဒါနောက်ဆုံးသူထပ်တောက်တဲ့ပုံစံမျိုးပဲသူ့နေရာမှာတခြားကစားသမားဆိုမလွယ်ဘူးအသက်အရွယ်ကအရင်လွန်နေပြီတကယ်လို့နောက်ရသည်ဂိုးသွင်းမယ်ဆိုရင်လည်းတူနိုတိုက်တိုက်နဲ့အရင်မူဆာလာကိုမြင်ဖို့ဆိုတာတိတ်ပြီးတော့မဖြစ်နိုင်တော့ဘူးဘာမှမကြည့်နဲ့ဒီနေ့တချို့တော့ပွဲစဉ်တွေမှာမူဆာလာ ရုံးကန်ရတဲ့ပွဲတွေအများကြီးပဲ PSG နဲ့တွေ့တယ်ညူနိုမန်ဒက်စ်ထိန်းသွားတာတောက်လျှောက်မီးတည်နေရောနောက် Livermando မိုဆာလောက်အကောင်းဆုံးထိန်းကြောင်းနိုင်တယ်အဲ့ဒါကြောင့်မိုဆာလောက်ဒီနောက်ရာသီဒီလိုဆက်ဖြစ်မယ်မယ်အတိအကျပြောလို့မရတော့ဘူးဒါပေမဲ့သူ့ကိုနောက်တရာသီကျွန်တော်တို့ရဆက်ထိန်းမယ်ဆိုရင်ပေးရမယ့်လောက်ခပမာဏတွေက3သိန်းနဲ့အထက်မှာရှိတယ်အဲ့ဒါကြောင့်မိုဆာလာနဲ့ဗာဂျီနဲ့ဒါကျွန်တော်ယူဆချက်တော့ဘသူ့ကိုထိန်းချင်လဲဆိုရင်ကျွန်တော်ကတော့ဗာဂျီကိုပဲအတင်းမှာဆက်ထိန်းထားတဲ့နယ်လို့ထင်ပါတယ်ခင်ဗျာ ကဲနောက်တရားတော့ trend ပါ trend ကလည်းဂျွန်2025မှာစာချုပ်တံကုံဆုံးပါပါ trend တော့ trade to ပြောနေစရာမလိုဘူး real madrid ကိုပြောင်းဖို့အတွက်69ရာခိုင်နှုန်းတော့တေချာသွားပြီလို့ပဲပြောရမှာပါ trend ကိုအတင်းမှာစက်ထားခြင်းပင်မဲ့ trend ရဲ့ပုံစံနဲ့ arnaldo ရဲ့အကြိုက်ကအဆင်ပြေပါမလားမှ trend နေရ free ပေါင်ပဲဖြစ်ဖြစ် corner bradley ပဲဖြစ်ဖြစ် arnaldo ရဲ့ အတုံကုန်ဆိုင်ကစားတဲ့ပုံစံမျိုးတွေဆိုပိုအဆင်ပြေတယ်။အားနဲ့ချက်အားသာချက်တော့ရှိတာပေါ့ဗျာ။ trend လို့ကြတော့အဲ့လိုလျှောက်ပြေးနေစရာမလိုလောက်အောင်ဘလုံးပေးပို့မှုတွေကတိကျတဲ့ကစားသမားတွေ။ frame pawn တို့ corner bread တွေလို့ကြတော့လုံအားနှုတ်အားပြုတဲ့ကစားသမားတွေအထာချင်းတော့မတူဘူးပေါ့နော်။ trend လည်းတကယ်ကိုအရေးသွေးရှိတဲ့ကစားသမားပါ။တိုးတော်လဲ trend ကိုစာချုပ်တက်တန်းတိုးရေးမတိုးရေးတဲ့ကစားသမားကိုယ်တိုင်ဟော ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခြင်းတဲ့သဘောမျိုးဖြစ်နေတဲ့အတွက်ကယ်ဆောက်တဲ့တန်းတိုးတင်တယ်ကွာလို့ပြောရင်တော့မှမလွယ်တော့ပါဘူးကျွန်တော်အသင်းရဲ့ senior ကစားသမားတွေကိုပဲပြောလိုက်မယ်နော်နောက်တစ်ယောက်တော့2026မှာစာချုပ်တက်တန်းကုန်ပဲစာအုပ်တက်တန်းတစ်နှစ်ပဲကျန်တော့တယ်အန်ဒရူးရောဘတ်ဆင်ဖြစ်ပါတယ်ရောဘတ်ဆင်ကိုစာအုပ်တက်တန်းတိုးရေးမတိုးရေးထက်ဆိုင်ဒီနေ့ရာသူရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ကြည့်ပါအရင်တော့ရောဘတ်ဆင်လိုမျိုးမဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့ရောဘတ်ဆင်ကိုဟာစီတီမာတွေကတေချာမြင်ခဲ့တာဗျ။ခေါင်းကြီးရောဘတ်ဆင်ဟက်ဒယ်စတုန်း အေဘဲဟာနန်ဒက်စ်တို့နဲ့အရင်ကြောက်ဖို့ကောင်းခဲ့တဲ့ဟာစီတီအခစ်ကာလာမာကိုဆေးဘာဟာစီတီကိုနီးပြအဖြစ် တာဝန်ယူတာရောဘတ်ဆင်အကြောင်းကောင်းကောင်းသိတာပေါ့တို့ပေမဲ့ဒါကျွန်တော်တို့သိခဲ့တဲ့ရောဘတ်ဆင်မဟုတ်တော့ဘူးအသက်အရွယ်ကတခုကျလာပြီအဲ့တော့ကြောင့်2026မှာစာအုပ်တက်တန်းကုန်မယ်တနှစ်ပဲကျန်တော့တယ်ဆိုပေမဲ့စာအုပ်တက်တန်းမတိုးရင်လည်းပြဿနာမရှိဘူးလို့ထင်တယ်ဘာကြောင့်လဲဆိုတော့နောက်တစ်နှစ်လောက်ထိသူ့ကိုတုံးလို့ရသေးတဲ့အခြေအနေမျိုးကို Okay အဲ့တော့ကျွန်တော်နောက်ထပ်ကစားသမားတစ်ယောက်ကတော့ ကိုသမားကလဟဖြစ်ပါတယ်။ကလဟကလည်း2026ကျွန်တော်ဂျွန်30မှာပဲဇာဝတ္တံကုံဆုံးပါပါ။ကဲပြဿနာအရှိဆုံးအရေးကြီးဆုံးကစားသမားအီဘရာဟီမာကိုနာတေကိုနာတေရဲ့ဇာဝတ္တံဒီတစ်နှစ်ပဲကျန်တော့တယ်။အသက်အရွယ်ကလည်းအကောင်းဆုံးအချိန်ပဲ။လက်ရှိခြေသွမ်းပိုင်းအရာလည်းကိုနာတေဒီရှေးဗာဂျီထက်ကိုပိုကောင်းတဲ့ကစားသမား အဲ့တော့ကိုနာတေကိုခေါ်ချင်နေတဲ့ကလပ်ကြီးထဲမှာ PSG လို Real Madrid တို့လည်းပါနေတယ်။အဲ့တော့ကိုနာတေကို Liverpool သင်စာအုပ်တံတားမဖြစ်မနေကိုတိုးရမယ်။အခုကျွန်တော်ပြောပြတဲ့ကစားသမား list ထဲမှာကိုနာတေဒီနံပါတ်1 first priority အနေနဲ့စာအုပ်တံတားအတိုးအသင့်ဆုံးကစားသမားဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်တစ်ယောက်ကတော့ Alisson ပါ။ Alisson ရဲ့အသက်အရွယ်ကလည်း32နှစ်ဖြစ်သွားပြီ။အဲ့ဒီအတွက်ကြောင့်တနှစ်ပဲကျန်တော့တဲ့အခြေအနေမျိုးမှာစာအုပ်တံတားတိုးရေးမတိုးရေးရတော့အရင်ပြဿနာမရှိတော့ဘူးလို့ထင်တယ်။ကိုသမားတယောက်ကိုခေါ်ဖို့အတွက်လည်းတနှစ်လောက်အချိန်ရပါတယ်ခင်ဗျာ။ နောက်တစ်တယောက်က Waterloo ဖြစ်ပါတယ် Waterloo ကိုတော့အတင်းရရောင်းမယ်လို့သတင်းကြားထားတဲ့အတွက်ကြောင့် NDO လဲစာအုပ်တန်တန်တိုးဖို့မတိုးဖို့ကပြဿနာမရှိပါဘူးနောက်တစ်တယောက်ကတော့ Joe Gomez ပါ Gomez ကတော့အကောင်းဆုံးအသက်အရွယ်ရှိတယ်ဒါပေမဲ့ injury prone ဖြစ်တဲ့ကစားသမားတယောက်ကိုအတင်းမှာဆက်ထားရတဲ့ဆိုင်တခြားတဲ့တဲ့ကိုလှင့်လှင့်မြဲမြဲထိုးရောက်လိုက်တာတော့ပို့ပြီးကောင်းမယ်လို့ကျွန်တော်ယူဆမိပါတယ်။ဒါပေမဲ့ပြန်တွေးကြည့်ရမှာ ရှိတဲ့ကစားသမားတွေက contract ကုန်လို့အတင်ကထွက်သွားတာတွေထိုးယောင်းလိုက်တာတွေနဲ့ဆိုင် Liverpool အသင်းကိုပြန်လဲတိဆောက်ဖို့ဆိုတာထင်တယ်လို့မလွယ်တဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်။ကစားသမား၁၀ယောက်ထွက်လို့၁၀ယောက်လုံးခေါ်ပြီးအသင်းကိုဟန်ချက်ညင်အောင်လုပ်ဖို့ဆိုတာအတော့ကိုခက်ခဲတဲ့အခြေအနေမျိုးပါ။ဒီတော့ကြောင့်ဒယန်ပြဿနာမရအောင် Kyu decide နဲ့ထိမ့်ပြီးတော့ Joe Gomez ကိုအသင်းမှာစထားဖို့လည်းရှိနေပါတယ်။ကဲအဲ့တော့ကျွန်တော်အချိန်ကန့်သက်ချက်အရနောက်ထပ်ကစားသမားတွေကိုမြင်မြဲပြောလိုက်မယ်။တော့ Simi Gas ရဲ့ ဂျိုတာရဲ့ကတ်တစ်ဂျိုလူးဝစ်ဒီအက်စ်ဟာဗီအီလီယောကော်နာဘရက်လီစတဲ့ကစားသမားတွေကလည်း2029မှာစာချုပ်တည်တံကုန်မဲ့အတွက်ကြောင့်ဒီကစားသမားတွေတဲ့ဟာဘယ်ကစားသမားတွေကိုစာချုပ်တည်တံအလင်းမြန်တိုးတင်လဲဒါမှမဟုတ်ရောင်းတင်လဲလီဗာပူးဖန်ကြီးကိုတွေကောမန်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပါတယ်